မင်္ဂလာပါခင်ဗျာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့မူလတန်တာတဝိမာန်တကတုံနဲ့ပဝါရဏတုံတို့မှာဝေဘန်စည်းစည်အပြစ်တွေကထောက်ပြပါလို့ခွင့်ပြုတော်မူတာနဲ့အညီမဟုတ်မမှန်လောက်ကြံဆွဆွဲခြင်းမရှိဘဂရိအရှိအတိုင်းပဲဝေဘန်ထောက်ပြသွားမှာဖြစ်ကြောင်းလေးနဲ့စွာတစ္ဆာပြုပါတယ် ဒီဘလော်လေးကဗုဒ္ဓအဆုံးအမဝိနည်းရပေတာနဲ့တိုင်းတာပြီးတော့ဝေဖန်ထောက်ပြပေးသွားမှာဖြစ်တဲ့အတွက်မြေယုဖလာအယူအဆတွေကြာဘူးနာဝါတွေကိုပဲတကယ်ဘာသာရေးအနှစ်သာရအစ်စ်တွေလို့လက်ခံထားတဲ့လူတွေအတွက်တော့လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့်အဆင်မပြေရင်မကြည့်ပဲနဲ့ကြော်သွားပြီးဖို့ကြိုတင်ပြီးတော့အတီးပြအပ်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကြည့်လိုက်အောင်ညာ။လင်းလေ။လင်းလေ။ လေးတိတိလေးတိတိတိလေးကြီးအိုးအိုးအိုးအမ်ဟာကြားဟာကြားကမ်းနော်မဒရီပီနော်နားလေးနော်တိတိလေးကြီးဒီနေရာမှာတချို့ကဘုန်းကြီးတွေတွားသူမိဘမဲ့ဂေဟာဖွင့်ပြီးကလေးတွေထိန်းတာဘာဖြစ်တယ်လဲကွာဆိုပြီးတော့ပလင်းတူဘူးဆိုဘာသာရေးအနှစ်သာရကိုတကယ်မသိတော့ ကလေးထိန်းတာကိုပဲကြီးညိုလေးစားစရာကြီးလို့တတ်မှတ်နေကြတဲ့အညာသာဗုဒ္ဓဘာသာဝင်တချို့ကိုလည်းကျွန်တော်ဒီနေရာကနေပြောပါဘူးခမားတို့ကဖရာတာတနာတော်ကိုကြီးညိုကျင်တာမဟုတ်ဘူးတန်ခဂုံတော်ကိုကိုးကွယ်ကျင်တာမဟုတ်ဘူးကလေးထိန်းတဲ့ဘုန်းကြီးကလေးထိန်းတဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ကျင်တာဖြစ်တဲ့အတွက်ခမားတို့ရဲ့ပန်ဝန်းကျင်မှာရှိတဲ့ကလေးမိခင်အမျိုးသမီးကြီးငယ်အတွေ့အကြုံရှိပါတယ်အဲ့ဒီအမျိုးသမီးတွေကိုခမားတို့ နဖူးကွန်းဒူးကွန်းခံပြီးဖင်လကုန်းကုန်းနဲ့ဝှက်ချကိုးခွေလိုက်ကြအဲ့ဒါခမည်းတော်နဲ့တန်တဲ့ကိုးခွေမှုအစ်စ်ပဲခမည်းတော်နဲ့တန်ရအောင်ခမည်းတော်ကကိုးခွေရမှာနောက်တဲ့ဗီဒီယိုလေးတစ်ပုဒ်ဆက်ကြည့်လိုက်အောင်ပြေးကြပါဘာလို့လဲဆိုတော့အခုက live မှာ မိတ်ဆွေတို့ကျွန်တော်တို့လိုလူဝတ်ကြောင်တွေအတွက်တော့ပရဟိတဆိုတာအင်မတန်မှတန့်စင်ဝင်မြတ်တဲ့အလုပ်ဖြစ်ပါတယ်အဲ့ဒီအလုပ်ထက်ယဟန်ဘဝကို ရောက်ပြီးတော့ခန္ဓာဒူရဝိပဿနာဒူရလို့ခေါ်တဲ့ဒူရနှစ်ဖြာကို ကြင်ကြံကြိုးကုပ်အားထုတ်တဲ့အလုပ်ကပုံပြီးတော့အထက်တန်းကျပြီးတန့်စင်ဝင်မြတ်လှပါတယ်လင်ယူသားမွေးတားကျွေးမှုမရာကျွေးမှုတွေနဲ့ ရှုပ်ထွေးပွေလီတဲ့လူပေါင်းလူလောကကာမဂုဏ်အာယုန်တွေကိုစွန့်ခွာပြီးတော့တန်တာရဝိတဒုက္ခတော်မောဇနထာယလို့အာမဘန်းတွေခံပြီးတော့တင်ငန်းတောင်းပြီးတော့ဝတ်ခဲ့တယ်အခုလိုတင်ငန်းဝတ်ကြီးနဲ့မိဘမဲ့ဂေဟာတွေဖွင့်နေအဲကလေးတွေခေါ်ယူမွေးစားပြီးထိမ့်သိမ့်နေအလူခံပြီးတော့ရှာကျူးရတယ်ဆိုတော့ဒါဟာတင်ငန်းတောင်းပြီးဝတ်ခဲ့ရတဲ့ရည်ရွယ်ချက် ယဟန်ဝိယချင်းရဲ့ရည်ရွယ်ချက်နဲ့တွေ့ဖြီးသွားတာကိုတော့ပြောချင်ပါပရဟိတလုတ်တာကောင်းပါတယ်သို့တော့ယဟန်တစ်ပါးဖြစ်တဲ့အတွက်ဓမ္မဝိကကြည့်မယ်ဆိုရင်တော့လုံးဝကို မကောင်းတယ်လို့လုံးဝကိုမအပ်ဆက်တဲ့အလုပ်ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာအတလဟုပေါ့မိဘမဲ့ဂေဟာဖွင့်ကျင်လို့ပါဆိုပြီးတော့ခွန့်တောင်းနဲ့လိုင်စင်တောင်းခံနဲ့ဘုံကြီးတလဟု၅ပါးအ ਨੇ ဆုံးရှိတယ်တဲ့ ဒါဟာဘာကိုပြတာလဲဆိုရင်တိခါ300အကျင့်မြတ်နဲ့သာသနာတော်ကိုတည်ရခိုင်မြဲအထက်တန်းရောက်အောင်မြင့်တင်ရမယ်အလုတ်ထက်လောကအကြက်လူတွေအကြက်နောက်တစ်ခုကလူပြင်းအကြက်ပေါ့ဗျာပရိဟိတလုတ်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာအလွန်အထင်ကြီးတာကိုသင်္ကန်းဝင်တဲ့ပရိဟိတလုတ်တာဆိုရင်ပို့ပြီးတော့လေးစားတဲ့အထင်ကြီးကြီးကြအဲ့ဒီတော့အဲ့ဒီအပေါ်မှာตาရသွားတဲ့မိန်မောသွားတဲ့ရဟန္တာကြီး များများလာတယ်ဆိုတဲ့အချက်ကိုတွားပြီးတော့တွေ့ရပါတယ်။ဟာဘုန်းကြီးတွေသူ့ဟာသူမိဘနဲ့ဂေဟာဖွန့်ပရိဟိတလုပ်တာဘု து ထိခိုက်လို့လဲကွာလို့မေးခဲ့ရင်လေးအတင်ချင်တဲ့ကဘာတသိန်းပါရမီဖြစ်ပြီးမှခက်ခက်ခဲခဲနဲ့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 ရှာထားရတဲ့ဖယားရှင်ရဲ့သာသနာတော်ကို ထိခိုက်ပါဒါလေးတော့ပြောချင်ပါနောက်ထပ်ဗီဒီယိုလေးကိုကြည့်အောင်ဆိုရအဲအားလုံးမင်္ဂလာပါဗျာအခုဒီကလေးတွေကတော့အားလုံးတစ်နှစ်အောင်ကလေးဖွဲ့လား အားလုံးကတော့20နဲ့2ယောက်ရှိပါတယ်ဗျ။အားလုံးဒီနေ့အောက်ကလေးတွေပေါက်စားဖို့ဒီနေ့အောက်ပွဲအားလုံးဒီနေ့2ယောက်ရှိပါတယ်။အားလုံးသာတာမီကလည်းအားလုံးတို့ကတော့ဒီကတော့ဒီပုံနဲ့ဒါချင်းချင်းလာတဲ့ပွဲတွေပေါ့။ဒါတို့တို့ကမမလို့ဒါပါလို့လူပဲလူတတ်နေတယ်လူတတ်နေကြပါတယ်။တို့ကတော့ဒီကတို့သုံးဆောင်အပေါ်ရန်ကြည့်မယ်ဆိုရင်တော့တင်ငန်းဝက်နဲ့ပရဟိတတွေအလုတ်လုတ်တာကို ခုံကြီးပဲသူ့အတူကြောင်းမှနေပြီးအေးစေးစေးစာလေးကျက်တရားလေးထံပြီးဇိန်နဲ့နှံ့နေလို့ရတာပဲမနေတာလွန်းလို့ဒါရေကဒါဤကာမတို့ရဲ့ဒုက္ခကိုမျှဝေခံစားပြီးခြင်းလို့ပရဟိတတွေလှုပ်တာပေါ်လို့စင်ကြီးရောမပြီးနဲ့ဖះရှင်ရဲ့ဝိနည်းအဆုံးမှဆိုတာစင်ကြီးအမျိုးမျိုးပြီးပြီးဖြက်စည်းဖို့အတွက်ပြညာချက်ပိတ်ခါဖို့ထုတ်ခဲ့တာမဟုတ်ပါဘူးမိယောဗလာအယူအဆကြားဘူးနားဝါလောက်ပဲ ဘာသာရေးအနှစ်သာရတွေပါလားလို့လက်ခံထားတဲ့ခန့်ညာညာဗုဒ္ဓဘာသာတွေရဲ့အမြင်မှာတော့အခုလိုလောက်ရက်တွေဟာ အထင်ကြီးလေးစားစရာ ဖြစ်ကောင်းဖြစ်ပါလိမ့်တကယ်တမ်းထေရဝါဒဗုဒ္ဓဘာသာ သာသနာရဲ့အနှစ်သာရကိုတန်ဖိုးရှိရှိသိတဲ့ယဟန်ပညာရှိလူပညာရှိတွေရဲ့အမြင်မှာတော့ဒီလောက်ရက်တွေဟာ သာသနာပြုတဲ့အလုပ်မဟုတ်ဘူးသာသနာဖြတ်တဲ့အလုပ်ဆိုတာကို လုံးဝအပြည့်အဝလက်ခံယုံကြည်လိမ့်မယ်လို့ကျွန်တော်ကအာမခံဒီဘလော့မှာတော့ဒီလောက်ပါပဲကကျွန်တော်နောက်ထပ်လဲဘလော့ဗီဒီယိုအစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ